ရန်ကုန်မြို့မှာဖန်ဆင်းရမိခဲ့တဲ့ငွေကျပ်66ဘီလီယံကျော်ဒေါ်လာတန်း20ကျော်တန်ဖိုးရှိတဲ့မူရင်းဈေးဝါတွေဟာ၎င်းတို့နဲ့မဆိုင်ကြောင်းဝါအဖွဲ့နဲ့ AA အဖွဲ့တို့ကအေဇိုင်းမီဒီယာတွေမှာညှင်းဆို့ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။မူရင်းဈေးဝါတာစီနေနေရဲတပ်ဖွဲ့ကမလ6ရက်မှာ AA စီးပွားရေးတာဝန်ခံဇနီးမောင်နှံကစီမံခန့်ခွဲပြီးမလေးရှားကိုပို့ဆောင်မဲ့ငွေကျပ်66ဘီလီယံကျော်တန်ဖိုးရှိတဲ့ Ice Mass Amphetamine 3တန်ကျော်ကက်တမင်းကီလို200နဲ့ မိုးရင့်မောင်ကိုကိုင်းအဖွဲ့ကိုရန်ကုန်မြို့မှာဖမ်းဆီးရမိကြောင်းမလ၁၈ရက်မှာတရင်ထုတ်ပြန်ခဲ့ပါတယ်။ထုတ်ပြန်မှုအရမလ၆ရက်ကစတင်ပြီးမိုးရင့်စေဝါရီကိုမလေးရှားကိုတယ်ဆောင်ရောင်းဝယ်ရာမှာပောင်းဝင်သူ၁၄ဦးကို ဒဂုံမြို့တဲ့တောင်ပိုင်းမြို့နယ်၊တာဂေတာမြို့နယ်၊မြောက်ကလာပါမြို့နယ်၊စိတ်ကြီးခနောင်တိုမြို့နယ်၊လွိုင်လင်းမြို့နယ်တို့မှာမော်တော်ယာဉ်၅စီးနဲ့မလေးရှားကုန်မူရင့်စေဝါပို့ဆောင်တဲ့ဆက်လီတစီတို့နဲ့ခွင်းဆက်ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားပါတယ်။ဒီလိုသိမ်းဆည်းရမိတဲ့ Ice Mass Amphetamine တွေကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်သူတင်မောင်ဝင်းရဲ့အစီအမံနဲ့ရောင်းချတာဖြစ်ပြီးမူရင့်စေဝါတွေကိုမလေးရှားကုန်ပို့ဆောင်ဖို့စီမံခန့်ခွဲသူတွေဟာ AA စီးပွားရေးတာဝန်ခံရေဝင်းခေါ်ကျော်စိုးလင်းနဲ့ ၎င်းရဲ့ဇနီးမတ်တီရာမြင့်တို့ဖြစ်ကြောင်းဖော်ပြထားပြီး၎င်းတို့သုံးဦးကိုဖမ်းဆီးရမိခြင်းမရှိကြောင်းသိရပါတယ်။ထို့အတူ AAC ဝါရေးတာဝန်ခံဇနီးမောင်နှံဟာတန်ရန်တောင်ကြီးမန္တလေးနဲ့ရန်ကုန်မြို့တို့မှာမော်တော်ယာဉ်ကိတ်တွေဖွင့်လှစ်ပြီး၎င်းတို့ပိုင်ခရီးသည်တင်မှန်လုံရင်16စီးနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ကိုင်လျက်ရှိကြောင်းဖော်ပြထားပါတယ်။ဒီလိုထုတ်ပြန်မှုအပေါ်အေအေအဖွဲ့ကဒီသတင်းနဲ့ပတ်သက်ပြီး၎င်းတို့အဖွဲ့အစည်းနဲ့မြည်သွမျှပတ်သက်မှုမရှိကြောင်းမလ19ရက်မှာပြန်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။ မူရင်စေဝါရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်မှုမှာဖော်ပြထားမှုအရဖန်စီရမိတဲ့မူရင်စေဝါကိုဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပန်ဆန်းမြို့မှာနေထိုင်တဲ့တင်မောင်ဝင်းရဲ့အစီအမံနဲ့ရောင်းဝယ်တာဖြစ်ကြောင်းပေါ်ဝင်ပြီးတင်မောင်ဝင်းဆိုသူဟာဝါကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာမရှိကြောင်းဝါအဖွဲ့လာရှိုးဆက်ဆက်ရေးရုပ်တာဝန်ခံဦးညီရန်က ARA သတင်းဌာနကိုဖြေကြားထားတာကိုတွေ့ရပါတယ်လေဘယ်မီဒီယာဂရုကစုံစမ်းသိရှိရတဲ့အချက်အလက်တွေနဲ့အရင်ဒေါ်လာတန်းချီတန်ဖိုးရှိတဲ့မူရင်ဈေးဝါတွေဖန်ဆီးရမိမှုသတင်းတွေနဲ့ဆက်ဆက်ထွက်ပေါ်ခဲ့တဲ့အချက်အလက်တွေအရာ မိုးရင့်ဇေဝရီဟာ ဝါဒေတာအပောင်းဝင်အဲ့ဒီဒေတာနဲ့ဆက်ဆက်နေရတွေကထွက်ရှိတာဖြစ်ပြီးပြည်ပကိုတင်ဖို့ရောင်းချမှုတွေကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆက်နေသူတွေကဥဆောင်လှုံ့ဆော်ကြတာကိုတွေ့ရပါတယ်အခုလိုပြည်ပကိုမူရည်စေဝအဓိကပို့ဆောင်မှုတွေမှာအဓိကအားဖြင့်အေအပါဝင်မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေကယာကိုင်နှုံအများစုလှုပ်ဆောင်ပြီးပြည်ပကိုထိုင်းမလေးရှားဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းကြောင်းတွေကနေတဆင့်အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့တခြားသောနိုင်ငံတွေကိုပို့ဆောင်နေလို့သိရပါတယ်။မြန်မာနိုင်ငံမှာမူရည်စေဝအများဆုံးထွက်ရှိရာ ဒေတာဟာဟွာဒေတာအပောင်းဝင်၎င်းနဲ့ဆက်ဆက်ဒေတာတွေမှာဖြစ်ပြီးကမ္ဘာပေါ်မှာမြန်မာနိုင်ငံဟာအဖက်တမင်းအများဆုံးထွက်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီးမူရစ်စေဝါကြောင့်ဆင်းရဲဒုက္ခရောက်နေတဲ့တိုင်းပြည်တွေထဲမှာပါဝင်နေပါတယ်။ 2024ခုနှစ်အတွင်းအာရှရဲ့အစည်းအဝေးဆုံးနိုင်ငံစည်းရင်းမှာမြန်မာနိုင်ငံကတတိယနေရာမှာရှိနေတယ်လို့ World Population Review ရဲ့လေ့လာချက်စစ်တမ်းမှာဖော်ပြခံထားရပါတယ်။ A အဖွဲ့နဲ့မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ TNLA, MNDAA တို့ဟာအကြမ်းဖက်အဖွဲ့တွေဖြစ်ကြောင်းမြန်မာအကြမ်းဖက်မှုတပ်ဖြည့်ရေးဘုံအဖွဲ့ကကြေညာထားပါတယ်။